ရေမာလာ၁၃ရက်နေ့ကဒေါ်ဆန်းစုကြည်ကပေးပို့တဲ့ကိမုတ်ကိုလက်ခံရရှိခဲ့တဲ့ရန်ကုန်မြို့လေတန်းကစိုက်ကားကိတ်တကိတ်ကစိုက်ကားဆရာတွေကဘုံကြီးကျောင်းတစ်ကျောင်းကိုတွားရောက်လှူဒန်းလိုက်ပါတယ်။ဒီလိုလက်ခံရရှိတဲ့ကိမုတ်နဲ့ပတ်သက်ပြီးစိုက်ကားဆရာတအူးကအခုလိုပြောပါတယ်။မနက်ကသတင်းကဖတ်လိုက်ရတယ်။ဒီကကိုရိုးနေသေးတာမှမဟုတ်တော့ဒေါ်ဆန်းစုကြည်ကဟိုစိုက်ကားသမားတွေအားလုံးကိုကျေးဇူးတင်ကြပါတော့ဒီ COA ကာလမှာ ကျေးဇူးတင်တာဘလို့နေကျေးဇူးတုံးမြန်မြန်ပြီးပြီးတော့ကိုတို့တရေသာဖက်တော့ကိုတို့ဝမ်းသာအဲဒီနေခင်းတနာရီပဲဒီကားနဲ့အဖွဲ့ချုပ်ရောရောက်ဖွဲ့ချုပ်ရောက်လိုက်တနာရီလောက်ပေါ့နေခင်းတနာရီလောက်အာလာပြီးတော့တော့ဒီစိုက်ကားသမားတွေပေါ့တော်တန်းသူကြီးကရက်ဆောင်ပြီးတယ်ပေါ့ပုံပြီးတဲ့အကြောင်းအဲတိတ်မှုတပီလောက်ရှိတယ်အမြင့်တပီဒီနေ့တပီရှိတယ်ကိမ့်မှုအမြင့်ကတပီရှိတယ်ဝါးကတပီလောက်ရှိတယ်အဲကိမ့်မှုအဲနဲ့တော်တန်းသူကြီး ဒုသားဒီမိုကရေစီသတိပါတယ်အဲ့ဒီတော့တိတ်မို့မှရေးထားတယ်အဲ့ဒါဟိုသူတို့ဒေါ်သန်းသူကြီးကဗောနာဒီစိုက်ကားသမားတွေအတွက်ဂုံပြူတဲ့တိတ်မို့ဆိုပြီးတော့လာပြီးွားတာအွက်ကြုံရောကားနဲ့အဲ့ဒါကိုတို့ဒီမှာတိုင်နေပြီးတော့ဒီတိတ်မို့ပြီးတော့ကိုတို့ဒီမှာတိုင်နေတော့တိတ်မို့ဖုံးကြောင်သဘောတူအားလုံးတိုင်ဖုံးကြောင်သွားထူလိုက်ဒီထိုင်နေဖုံးကြောင်ဟိုရေကြလာပြီးပြီးချင်းကိုတို့ဒေါ်သန်းသူကြီးကဗောနာစိုက်ကားသမားတွေအားလုံး ုံပြူးကျင်တဲ့အကြောင်းအဲဒီကိတ်မုတ်ကဘုံပြူးလိုက်ဘုံပြူးပေးလိုက်အိုက်လိုက်တဲ့ဆိုတော့ကိတ်မုတ်ဖြစ်တဲ့အတွက်စားရဲဘူးကိုတဲ့ဟူမြင်းတဲ့ဟူဟိုဟိုပြူးလိုက်တယ်တော်တော်ကူကြည့်လို့ပြူးလို့ရအောင်ပြူးလဲဒီဝင်နေတဲ့ဆိုင်ကားသမားကြီးအားလုံးလည်းဒီအကြောင်းလေးပြည်လို့ရှိရင်ဝေမြပြီးဝမ်းသာနိုင်အောင်ဘုံပြူးအောင်သွားကြည့်ပါလက်ကဟိုကိုဝမ်းသာတော့ပေါ့ကွာမနေ့ကညီလေးဟိုတရေသာမှာဖတ်လိုက်ရတယ်ဆိုင်ကားသမားတွေဒီဦးရေကာလမှာဆိုင်ကားသမားတွေရဲ့ ဟိုဒီစီရင်ခြင်းတဲ့ကာလမှာဆိုင်ကားသမိုင်းအင်တိုင်းအားတိုင်းပေါင်စီရင်ခဲ့တဲ့အတွက်ဟိုဘုံကြီးပြောတော့လမ်းကြီးကတကယ်လာပါလာလေအဲ့ဒါကြာကြတဲ့ခုလိုဝမ်းသာတယ်ဟိုသူလည်းဟိုတော့သူတက်ဆိုပြီးချင်းဆိုင်ကားသမားတွေကပြီးတော့တက်တက်ကြကြနဲ့လှူရှားပြေးလိုက်အဲ့ကြောင့်အဲ့ဒီစိတ်ကားကြီးတရှိရာရက်ကွက်မရမ်းမီရက်ဖတူးကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်ကိစ္စတခုအောင်မြင်မြင်ဖြစ်သွားတယ်ပြည့်ပြည့်စုံစုံဖြစ်သွားတယ်အဲ့အကြောင်းမလို့ ပြည်သူတွေအားလုံးရဲ့ကိုယ်ပါ NLD NLD ကိုအားပေးတဲ့လူတွေကိုယ်ပါအရင်မဲ့ကျွန်တော်ဝန်တာတယ်ကျေးဇူးလည်းတင်တယ်ပုံလည်းယူကျွန်တော်တို့မျှော်လင့်တာအခုမှမဟုတ်ပါဘူးတစ်ပေါင်းများစွာမျှော်လင့်နေတယ်အခုကြမှာကျွန်တော်တို့မျှော်လင့်ချက်လေးအအကျင့်ရောက်တန်းလာပြီးအောင်မြင်မယ်လို့ဆိုတဲ့အနေထားလေးပဲရောက်ပါသေးတယ်။နောက်ဖြစ်လာမှကျွန်တော်တို့မသိသေးဘူး။ဒါပေမဲ့ဒီမျော်လင့်ချက်ကြီးကကြားပါပြီကျွန်တော်မျော်လင့်တာ။ ပြီးခဲ့တဲ့ရက်ပိုင်းကဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့နေအိမ်မှာ NLD အောင်နိုင်ရေးဆောင်ရွက်ခဲ့တဲ့အမှုပညာရှင်တွေကိုတွေ့ဆုံပွဲပြုလုပ်ခဲ့ရာပါတီအောင်နိုင်ရေးမှာပါဝင်ခဲ့ကြတဲ့တနိုင်ငံလုံးကစိုက်ကားဆရာတွေကိုကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။